25နှစ်ထိအရေးကြောက်ဝယ်ယူနိုင်ပြီးလားစင်သိန်း30ကနေသိန်း50ဝင်းချင်းအထိဝေပေးသွင်းရုံနဲ့မြေပိုင်ဆိုင်မှုအပိုင်ရမယ် luxury condo ားစင်ကြီးချက်နှစ်အကန့်အသတ်မရှိလက်လွဲပိုင်ဆိုင်ခွင့်လည်းပါတယ်။ဝယ်ပြီးရတဲ့ချက်ချင်းတက်နေလို့လည်းရသေးတယ်။ Standard Decoration အပါအခန်းလက်အပေးဦးမှာဆိုတော့ဒီလိုမျိုးအခန်းမျိုးစားတွေကအငှားပြန်ချထားမယ်ဆိုရင်လည်းလားစင် Render Fee ကသိန်း30ကနေသိန်း50အထိပြန်ရမယ်။ဒီလို Luxury Condo အမျိုးအစားကိုရှာနေတဲ့ Condo Investor တွေအတွက် The Century Luxury Condo ကိုရွေးချယ်ဖို့အတွက် Recommend ပေးပါတယ်။ ာပါမေးရမယ်ဂျနေတာကားကလည်းတက်တာမယ်မိတ်ဒိဖိကလည်းမြန်မာငွေ100ကျပ်แท้တာပေးရမှာဆိုတော့ Luxury Condo မှာနေရင်းနဲ့ Facility ပြည့်စုံခန်းဆန်းခြင်းတဲ့ဒရက်တာဆိုရင်တော့ Quality ပဲเนาะ ဒန်ဆန်ဂျူရီကွန်တိုမှာဆိုရင်ရွေးချယ်ကြီးအခမ်းအနားစနေတယ်ဆိုလို့ရှိရင်လဲစတူဒီယိုတိုက်ကနေစပြီးတော့1ဘတ်2ဘတ်3ဘတ်4ဘတ်ကနေဘတ်ဟောက်စီဆိုပြီးအမျိုးမျိုးရှိတယ်။အဲ့ဒီအပြင်ကမှဆန်ဂျူရီကွန်တိုရဲ့တာဝါအီရိုလန်ချင်းလို့တော့ဆိုရင်လန်ချင်းလို့ပြီး6လအတွင်းမှာပဲအခမ်းအနားလုံးဆော့အပ်ဖြစ်သွားခဲ့တယ်။အဲ့ဒီကနေတစ်ဆင့်မှတာဝါဒီကိုဆက်ပြီးတော့အယောင်ခွင့်လေးပေးခဲ့တယ်။အခုလက်ရှိချိန်မှာဆိုရင်လဲတာဝါဒီမှာဆိုရင်လဲ square feet အကျယ်ရေဖြစ်တဲ့1455 square feet 3ဘတ်ရုံတိုက်တယ်ရဲ့။နောက်တစ်ခုကကြ1100 square feet 3ဘတ်ရုံနဲ့4ဘတ်ရုံတိုက်တယ်မှတ်တော့ရေပေါ့နော်။အဲ့ဒီတော့ one pad တွေ two pad တွေ studio type တွေကိုလိုချင်တဲ့ customer တွေအတွက်ရွေးပြီးတော့ထပ်မံပြီးတော့ tower fee ကိုလည်းအခုချိန်မှာ lunch ထပ်လုပ်ပေးလိုက်တယ်။ lunch လုပ်ပြီးတော့တိတ်မကြခင်အချိန်အတွင်းမှာပဲအခန်းအလုံးနီးပါးကဆိုးအောင်ဖြစ်နေပြီဆိုတော့ customer အနေနဲ့ပေါ့နော်ဝယ်ယူခြင်းနဲ့ဆိုရင်တော့အမြန်ဆုံးလာရောက်ပြီးတော့ဝယ်ယူထားမှသာလင်းစိတ်ချရမယ်နော်။